โอเคဝင်ကြီးတို့ဒီပြည်သူ့အစင်းကစာပြီးတော့ဗောနော်ဒီတနင်္ဂနွေမှာရှယ်တိုင်းတိုင်းရဝင်ကြီးတွေကိုပြည်သူ့ရမုံကြီး budget တွေခွဲထုတ်စင်းပြလိုက်ပြီးတော့ကျွန်တော်ကြားပါတယ်ဒီရမုံကြီး budget ခွဲထုတ်စင်းနဲ့ပတ်သက်ပြီးတော့ဗောလေပြီးတဲ့အစောလက်ထက်တုန်းကကြတော့ဒီတိုင်းတိုင်းရဝင်ကြီးတွေကိုခွဲထုတ်စင်းပြီးများခဲ့ခုလို့ကျွန်တော်သိရတာဗောနော်အခုဒီအစောလက်ထက်မှာကြတော့ခုလိုမျိုးခွဲထုတ်စင်းပြလိုက်ပြီးဆိုလို့ရှိရင်ဝင်ကြီးတို့ဘာတွေလုပ်ဆောင်လာနိုင်မလဲအရင်အစောကနဲ့အခုအစောကမှာတိုင်းတိုင်းရဝင်ကြီးတွေအခက်အခဲနဲ့အခုလိုမျိုးခွာခြားချက်တွေရှိလာနိုင်မလဲဒါနဲ့ပတ်သက်ပြီးဝင်ကြီးပြောပြပါဦးခင်ဗျာ ဟုတ်ကဲ့အဲ့ဒါကြတော့ kwa cha che အကြတော့အခုဒီပဲ30ခွေပေးလိုက်တဲ့ဟာကြတော့ဟိုပဏမ kwa cha che ပေါ့သူ့တော်ဒီကနေဖြစ်ပေါ်လာတဲ့အချိုးအစဲကြတော့ဟိုဟာကျွန်တော်တို့ဒီအတိုင်းပင်ခံရဲ့မြုံမှချက်တစ်တစ်ချက်ကအတိုင်းပင်ခံမြုံမှချက်အတိုင်းတိုင်းရာစီရဲ့ကိုအများကြီးဖြစ်ချင်တာအဲ့ဒါကိုဒီ budget ကြီးရမှသာလေကျွန်တော်တို့ကနေပြီးစင်းပြီးမှလောအပ်တဲ့အတိုင်းတိုင်းရဲ့လောအပ်ချက်ကိုဖြည့်ဆွေးနိုင်တဲ့အခါမှာအတိုင်းတိုင်းရာစီကိုကျွန်တော်အောင်ပြီးဆောင်ရွက်နိုင်တယ်အဲ့ဒုတိယအချက်ကြတော့ကျွန်တော်တို့ဒီ ဟိုတိုင်းသားများရဲ့ယုံကြည်မှုထဲမှာစိတ်ကတည်းကလည်းဘယ်လိုလဲဆိုလို့ရှိရင်ဟိုတန်းလူကြီးများအခွင့်အရေးမရရှိကြဘူးဆိုတော့သူခံတယ်။အဲ့တော့ဒီ budget သုံးဆွဲပြီးမှတိုင်းသားကြီးကိုအခါအားလျော်စွာကျင့်ပါလေပွဲဒီမှာရောထိုက်တဲ့အလျောက်လိုအပ်တဲ့နေရာမှာဖြည့်ဆွဲနိုင်မယ်ဆိုလို့ရှိရင်ဒါတိုင်းသားများဟိုတန်းလူကြီးများအခွင့်အရေးဆိုတဲ့အမှုထိထိရောက်ရောက်ပေါ်လည်စေမယ်လို့ကျွန်တော်အဲ့လိုခိုင်းယူပါတယ်။နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ငင်းချမ်းရေးငင်းချမ်းရေးကိုအထောက်အပံ့ပြုတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ ဒီတိုင်းသားဝင်ကြီးတွေကတိုင်းတပီနေလုံးမှာသွားပတ်လည်ပြီးမှတိုင်းတိုင်းနဲ့အနေနဲ့ထိတွေ့နေတဲ့အခါမှာဒီငင်းချိုင်းရေးဆိုတာအခုလက်ရှိအစိုးရရဲ့ policy အစိုးရလုံးနဲ့ကျူးစားဆောင်ရွက်ပေးနေတဲ့အခြေအနေကိုကျွန်တော်တို့ကပုံပုံပြီးမှထိထိရောက်ဟိုလုံးဆောင်နိုင်မှာဖြစ်တယ် โอเคဒီငင်းချမ်းရေးတွေတိုင်းတိုင်းရေးရာကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်းတိုင်းရေးရာဝန်ကြီးတွေရဲ့ခန့်ကန့်လာကအရေးကြီးတယ်လို့ကျွန်တော်တို့နားလည်ထားပါတယ်ဆိုရိတ်ကကြတော့အခုလက်ရှိမှာနိုင်ငံတော်ကဖော်ဆောင်နေတဲ့ဟိုပြည်သူ့ငင်းချမ်းရေးညီလာခံလက်စစ်တရားစုပြည်လမှာရောဟိုဝန်ကြီးတို့ရဲ့တိုင်းတိုင်းရေးရာဝန်ကြီးတွေရဲ့ပအဝင်ခန့်ကန့်လာကဘယ်လိုရှိပါလဲခင်ဗျာဒီတကောက်ကျွန်တော်တို့27ပြည်လုံးညီလာခံမှာတိုင်းတိုင်းဝန်ကြီးများအနေနဲ့ပအဝင်မှုအခန်းကဏ္ဍကိုပြောရမယ်ဆိုတော့ကျွန်တော်တို့ကအာအစုရအခွဲ့အနေနဲ့ဝင်တဲ့အခါကျတော့ကျန်တဲ့ဒီပါတီ လက်လက်ကန်အဖွဲ့တွေကိုလိုအပ်ချက်တွေသူတို့ကဟိုတင်ပြခိုင်းတယ်ကျွန်တော်တို့ကတော့အစုအဖွဲ့အနေနဲ့ဒီသူတို့ရဲ့တင်ပြချက်ကိုမှတ်တမ်းတင်အဲဒီအချက်လက်တွေယူလိုအပ်ချက်တွေမှရှိတယ်လေမိမိရဲ့တိုင်းနယ်ပြည်နယ်မှာဘာတွေကိုလိုအပ်ချက်ဘာတွေကိုပြင်ဆင်တင်တယ်လေဆိုတာကိုဟိုရဖို့တဲ့ကျွန်တော်တို့ဟိုအချက်လက်ယူဖို့အစင်းတော့ပဲကျွန်တော်တို့အဲဟိုအဲ့ဒီမှာပါဝင်အခန်းကဏ္ဍမှာပါဝင်ခဲ့ရပါတယ်ဟောဆိုတော့ဒီတိုင်းနယ်ရေးရာကိစ္စတွေညင်ချမ်းရေးတွေပြစ်ကရစေးရေးကိစ္စမှာ တိုင်းတိုင်းရံကြီးတွေကဒီတက်ပို့ပြီးတော့ပါဝင်တင်တယ်လို့ယူဆလာဒါမှမဟုတ်ငွေတိုင်းပဲဟိုပြည်သူအစိုးရရဲ့စီမံခန့်ခွဲမှုမှာစစ်ပွားမှုလို့အရှင်ရှင်မလာဝန်ကြီးရဲ့ယူဆပြုလို့ရှိနေခဗျာအမှန်ကျတော့ဒီတိုင်းတိုင်းရရဲ့ဝန်ကြီးတွေအရင်အစိုးရလက်ထက်မှာလည်းပဲဒီတိုင်းတိုင်းရရဲ့ဝန်ကြီးရဲ့အခက်ကတာတွေပြစ်ထားလို့လက်လို့ရှုထားလို့တကယ်လည်းတော့ဒီမှာဘာကြောင့်လဲဆိုလို့ရှိရင်တော့တိုင်းတာဒီအစိုးရရဲ့အုပ်ချုပ်မှုရန်ဒီဟာတိုင်းတာပုံမှာပဲအုပ်ချုပ်တယ်အဲ့တော့ဒီဟာဒီကျွန်တော်တိုင်းတိုင်းရရဲ့ဝန်ကြီးဒီအဲ ိုင်းတိုင်းရင်ကျန်းစီရဲ့အတွက်မကြာခဏအစိုးရရဲ့လှုပ်ဆောင်နေတဲ့လုပ်ငန်းကဏ္ဍကို၃လလတကြိမ်၅လတကြိမ်ဒီပြည်သူနဲ့ထိတွေ့ပြီးမှတွေ့ဆုံမှုလုပ်လူမျိုးတွေနဲ့လှုပ်ပြီးမှဒီတနင်္ဂနွေလုံးမှာလူမျိုးတရား35မျိုးဟာတမျိုးတည်းလူပဲညီကူလူစိတ်တရှိအောင်တိုင်းတိုင်းရဲ့အုံကြီးကအများကြီးလှုပ်ဆောင်မှာဖြစ်တယ်။အဲ့ဒီလူမျိုးစိတ်တဖြစ်လာတဲ့အခါမှာနိုင်ငံတော်အယုံကြည်ရှိလာ။နိုင်ငံတော်ကအယုံကြည်ရှိလာတဲ့အခါမှာဒီနေချင်းရဒီအထီးရောအောင်မြင်တော့မှာဖြစ်တယ်။ အဲ့လိုဒီဟာကိုတိုင်းကရေးရုံကြီးရဲ့ဘတ်ဂျက်30ခွဲမရှိတဲ့အခါကျတော့ပြည်သူကကြီးနေတယ်ဒီတိုင်းသားရေးရုံကြီးကခွင့်ရပြီးလဲဆိုတော့ဘာမှမလုပ်ပြီးနိုင်ဘူးဒါကျွန်တော်တို့တိုင်းရင်းသားအခွင့်အရေးဆိုရှင်နေလာတာဒီအချက်ပဲဆိုတော့တစ်ဖက်ကလည်းပဲဘောဘောညီချင်းမှာအထူးဘောဘောအထောက်အကူမပြုနေနဲ့လည်းလည်းဘောဘောနစ်နာနေတာပေါ့ဟုတ်ကဲ့အခုလိုအချိန်ကြီးတဲ့အတွက်ဝန်ကြီးကအားရပြကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့တရားတကယ်လည်းဖြစ်ရမှန်းဒီတကယ်လည်းဖြစ်တဲ့နေရာကိုအင်တာဗျူးပေးတဲ့ကျွန်တော်အားလုံးလည်းကျွန်တော်ကျွန်တော်အနေနဲ့လည်းအများကြီးကျေးဇူးတင်ပါ